明白吧？ football preview channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့ဗုဒ္ဓဘူးနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ပြည်တွင်းလိလာပွဲစဉ်တချို့နဲ့ဒီပြည်တွင်းလိပွဲစဉ်တချို့ရှိရပေါ့နော်။အဲ့တော့ဒီနေ့ကစားတော်မှုရှိတဲ့ပွဲစဉ်တွေကနေပြီးတော့မှနှစ်ပွဲကိုဒီနေ့မှရွေးထုတ်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်။အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့ date ပြီးတော့တခြားသောမောင်းတွဲဒါတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram channel မှာတင်ပေးရပေါ့နော်။အဲ့တော့ Viber channel link ကို Telegram channel link ကိုဒီဗီဒီယိုအောက်က comment မှာ pin comment အနေနဲ့ထောက်ပေးရအောင်ပေါ့နော်။ဝင်ပြီးတော့ join နိုင်နိုင်တယ်ပေါ့။အဲ့တော့ဒီနေ့လည်းပထမဆုံးသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်ကကြတော့ဒီနေ့ ေ့ည2:15မှာကစားမယ့်အီတလီစီးရီးအပွဲစဉ်တစ်ပွဲဖြစ်တဲ့အင်တာမီလန်နဲ့ဖီရင်တီနာအတင်းတွေအပွဲစဉ်ပေါ့နော်အဲ့တော့အပွဲစဉ်အလဲရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်အင်တာကဒီတကိုးသွင်း45ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်းပြား60ရမယ်ပေါ့နော်အဲ့တော့အင်တာမီလန်ကဒီပြီးခဲ့တဲ့စနေနေ့တုန်းကဆိုလို့ရှိရင်ဒီနာပိုလီနဲ့ကစားရတယ်ပေါ့နော်အဲ့ပွဲစဉ်မှာသူတို့ရှုံးခဲ့တယ်ပြီးတော့သူတို့ရဲ့ winning streak ဒီနိုင်ဝဲဆက်နေမှုကလည်းအဲ့ပွဲစဉ်မှာရပ်တန့်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲကဒီ Inter Milan အတွက်ဆိုလို့ရှိရင်ဘောင်ဘက်ပြန်လောရမယ့်ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့တို့တွေ့ရမယ့်တစ်ဖက်က ပြန်ပဲဖီရန်တီနာအတင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်သူတို့ကလက်ရှိတန်းစင်းဆုံးမှာရောက်နေတဲ့အတင်းဖြစ်တယ်ဗောနော်ပြီးတော့ဒီဟာဒီဒီအီတလီစီးရီးရဲ့စုစုပေါင်း၈ပွဲမှာဆိုလို့ရှိရင်လည်းဖီရန်တီနာကနိုင်ဝဲလုံးဝမရသေးတဲ့အတင်းဖြစ်တယ်သူတို့အတင်းကတော့ဒီပြီးခဲ့တဲ့တပတ်ကကစားရေးပွဲစဉ်မှာဆိုလို့ရှိရင်ဘိုလွန်နာနဲ့တူတူစီဒီကစားနိုင်ခဲ့ရဆိုပေမဲ့လို့နောက်ဆုံးကစားရေးစီးရီး၆ပွဲမှာဆိုလို့ရှိရင်ဖီရန်တီနာက၄ပွဲတိတိတောင်မှရှုံးခဲ့တာကိုတွေ့ရလိမ့်မယ်ဗောနော်ပြီးတော့သူတို့အတင်းကဒီ ဒီလီစီရီအေရဲ့126ကတော့စစ်အသေးနေနဲ့တွေ့ဆုံခဲ့ရတဲ့အမှတ်တမ်းဒီမှာဆိုလို့ရှိရင်ရှာလက်တီတော်လေးကိုစိုးတယ်ပေါ့နော်ပြီးတော့သူတို့ကစားခဲ့တဲ့ဒီယာဒီအီတလီစီရီအဖွင့်ပွဲစဉ်၅ပွဲမှာဆိုလို့ရှိရင်လေ၄ပွဲချုံခဲ့ပြီးတော့သူတို့ရဲ့ခံစီကပေးဖို့အနေနဲ့ဆိုလို့ရှိရင်၁၇ဂိုးတိတောင်ခွင့်ပြုပေးထားတယ်ပေါ့နော်ဒါပေမဲ့လို့ဒီဖီရင်တီနာက ဒီရာဒီမှာသူတို့အတင်းကနိုင်ဝဲလုံးအောင်မရသေးဘူး။ဒါပေမဲ့လို့သူတို့ရဲ့တိုက်စစ်ကတော့ဒီရာဒီမှာဒီအလုပ်ဖြစ်တာကိုတွေ့ရလိမ့်မယ်ပေါ့နော်။သူတို့ဒီရာဒီမှာအတင်းကြီးဖြစ်တဲ့နာပိုလီရိုမာ AC အစရှိတဲ့အတင်းတွေကိုသူတို့ရှုံးခဲ့တဲ့အချိန်ဒီသူတို့ရဲ့တိုက်စစ်ကအဲ့ဒီအတင်းတွေနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ကိုပေါ့ရှာတွေ့ခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်။အဲ့တော့ပြောမလို့ဆိုလို့ရှိရင်ဒီပွဲကဒီလက်ရှိအချိန်မှာဆိုလို့ရှိရင်အင်တာတို့ကနိုင်ပွဲမဖြစ်မနေပြန်ပြီးရှာမယ်ပွဲစဉ်တွေဝင်ဖြစ်တယ်။ဒီပြီးတော့ဒီအင်တာကသူ့ရဲ့အိမ်ဝင်းမှာကစားခဲ့တဲ့ ဒီနောက်ဆုံးသုံးပွဲမှာဆိုလို့ရှိရင်လည်းဒီသူတို့အတင်းကဒီသူတို့ရဲ့ခံစစ်က PO တွေတောက်လျှောက်ခွင့်ပြုပေးထားတယ်ဗောနော်တစ်ဖက်က Fiorentina အတင်းအနေနဲ့ကကျတော့လေရှားလေတွေမကောက်ဘူးဒီရာဒီမှာသူတို့အတင်းရဲ့အတင်းကနိုင်ပွဲတွေမရထားအောင်ဆိုပေမဲ့လို့သူတို့ရဲ့တိုက်စစ်ကတော့ဒီတပွဲမှာပြင်းမြဒီတကူးနှုံးဝင်ကျင်အောင်လို့သူတို့ရအောင်တွင်းနိုင်အောင်တွေးရလိမ့်မယ်ဗောနော်အဲ့တော့ဒီပွဲကဒီအပြန်လည်သွင်းဖို့ရှိလာလိမ့်မယ်လို့ထင်တယ် Fiorentina ဒီပွဲမှာ Inter ရဲ့ခံစစ်ကိုကိုးသွင်းနိုင်နိုင်မယ်လို့ထင်တယ်ဗောနော်ပြီးတော့ Inter ကိုယ်တိုင်ကလည်းဒီအတင်းကြီးဒီမနေတော့ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ ရှင်လေနာပိုလီဆိုနိုင်သွားရှိရပါတော့အဲ့တော့ဒီနေ့မှာအင်တာအနေနဲ့ကျတော့လေနိုင်ပွဲပြန်ရှာမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ကိုရလက်အနေနဲ့2131လောက်မှန်းတယ်ပေါ့နော်အဲ့တော့ဒီပွဲကတော့အပေါ်ကြီးကိုတဘောကြတယ်ဒီအင်တာနဲ့ကိုပေါ်ဒီနေ့ပရမောင်းဆုံးပွဲစဉ်မှာရွေးချယ်ပြီးကျင်တယ်ပေါ့နောက်ထပ်သုံးသပ်ပြီးကျင်တဲ့ပွဲစဉ်ကကျတော့ဒီနေ့ည2နာရီခွဲမှာကစားမယ်အင်္ဂလန်လိဂ်ကပွဲစဉ်တစ်ပွဲဖြစ်တဲ့နယူကာဆင်နဲ့စပါးရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်နယူကာဆင်က တကူသွင်း65ပြရရမယ်ပြီးတော့ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်သုံးကူသွင်း65ပြရရမယ်ပေါ့နော်အဲ့တော့နီယူကဆေကဒီပြောမှုဆိုလို့ရှိရင်နှစ်သိန်းလောက်ကတော့နီယူကဆေကိုဆပါဟောနှစ်သိန်းလောက်ကဒီယာဒီမှာဆိုလို့ရှိရင်ဒီ EFN ကတ်ထက်ဆိုင်သူတို့ကဒါပရီးမီးယားလိနဲ့ချန်ပီယံလိပြိုင်ပွဲတွေကသူတို့အဓိက ဒီအာယုံဆိုင်ပြီးတော့ကစားမှာပဲဖြစ်တယ်ပေါ့နော်ဒီ PI ဝဲကတော့နှစ်သိန်းလုံးအတွက်အရင်ကြီးအာယုံဆိုင်ပြီးကစားမှာမဟုတ်ဘူးဒါပေမဲ့လို့စပားကိုကျွန်တော်ပြန်ကြည့်ရင်တို့ကဒီရာဒီမှာကစားခဲ့ဝေကွင်းပွဲချိန်တွေမှာဆိုလို့ရှိရင်တော်တော်ကောင်းနေပေါ့နော်ရှုံးပွဲလုံးဝမရှိသေးဘူး၄ပွဲနိုင်တယ်၃ပွဲတည်ကြတယ်တစ်ဖက်ကနေဦးကဆယ်အသင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းတို့အသင်းကစားခဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်တို့က၄ပွဲတည်နေနိုင်တယ်ပေါ့နော်ပြီးတော့တို့အသင်းက တစ်ဖက်ကစပားနဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး၃ချိန်မှာဆိုလို့ရှိရင်လည်း၃ချိန်လုံးနီယူကာဆယ်ကနိုင်ခဲ့တာကိုတွေ့ရလိမ့်မယ်ပြီးတော့ဒီဒီယာဒီမှာစင်ကြီးမျိုးမှာကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းနီယူကာဆယ်ကဒီတော်လေးကိုဒီရလက်ကောင်းတယ်ဗောနော်သူတို့ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ရှုံးပွဲအနေနဲ့ဆိုလို့ရှိရင်၃ပွဲပဲရှိခဲ့တာကိုတွေ့ရလိမ့်မယ်၅ပွဲနိုင်တယ်ဗောနော်ဒီယာဒီစုစုပေါင်းကစားခဲ့တဲ့၈ပွဲမှာဆိုလို့ရှိရင်ဗောအဲ့တော့သူတို့ရှုံးခဲ့တဲ့၃ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လက်ရှိဒီယာဒီမှာပုံကန်ကောင်းနေရနေတဲ့ဒီလက်ဘဘူးရဲ့အာဆင်နယ်ရဲ့ ဘာစီလိုနာရဲ့အဆရှိတဲ့အသင်း၃တင်းကိုပဲရှုံတယ်။ချန်နယ်ပွဲစဉ်၅ပွဲမှာအနိုင်ကစားထားတယ်ပေါ့နော်။အဲ့လိုနီယူကဆယ်ရဲ့အိမ်ဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်အရှုံးနိုင်ရလက်တွေပေါ်ခဲ့တယ်။တည်ကြရတဲ့တပွဲမှမရှိခဲ့တာတွေ့ရတယ်ပေါ့နော်။ပြီးတော့နီယူကဆယ်ရဲ့တိုက်စစ်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲ။နောက်ဆုံးသူတို့အနိုင်ရခဲ့၅ပွဲမှာဆိုလို့ရှင်သူတို့ရဲ့တိုက်စစ်ကအတွင်းကိုတကူထပ်ပို့ပြီးတော့တွင်းနိုင်ခဲ့တာတွေ့ရလိမ့်မယ်ပေါ့နော်။အဲ့တော့ဒီဒီပြောမှဆိုလို့ရှင်စပါးကလက်ရှိမှာအဝေးဝဲမှာလုံးဝမရှုံဘူးတွေ့ရတဲ့အသင်းဆိုပေမဲ့လို့နီယူကဆယ်နဲ့တွေ့ခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှင်စပါးကအဝေးခွင်းမှာတော်တော်လေးကိုရုန်းကန်တာတွေ့ရလိမ့်မယ်ပေါ့နော်။အဲ့တော့ဒီ ောမှာစပါဒီပွဲကစပါရဲ့ဒီရာဒီပရမောင်းဆုံးရှုံးဝဲတစ်ပွဲလေးဖြစ်သွားနိုင်တယ်လို့ထင်တယ်။လူကစရာတော့အင်ကွင်းမှာစပါကိုအကျင်းဒီပေါ်အွန်လိုင်းကစားသွားလိမ့်မယ်လို့လည်းရှင်းတယ်ပေါ့နော်။အဲ့တော့ဒီပွဲမှာတော့ဒီနယူကာဆယ်အသင်းကိုရွေးချယ်ပေးခြင်းနဲ့ပေါ့